အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူသားတွေသာကဘာပေါ်မှာအသိဉာဏ်အမြင့်ဆုံးလို့တွေးမိကြကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒိဋ္ဌံလောကမှာလည်းပြဿနာဖြစ်ရှင်းနိုင်စွမ်းမှတ်ဉာဏ်နဲ့ကိုဉ္ဇစာတရားစတဲ့စွမ်းရည်နဲ့အားတင်စရာကောင်းလောက်အောင်ဉာဏ်ထက်မြတ်တာတွေရှိနေပါတယ်တိဗ္ဗံပညာရှင်တွေကစံသက်လေ့လာမှုတွေပြုလုပ်ပြီးအတိအမှတ်ပြုထားတဲ့ကပ္ပအပ္ပနံဆုံးဉာဏ်ကောင်းတဲ့တတ္တဝါရှင်မျိုးရဲ့အကြောင်းကိုဆက်ကြည့်လိုက်ကြရအောင်ပါ နံပါတ်၈အနေနဲ့ပြပတ်ခြင်းနာကတော့ဝက်ဒီကြောင်းပဲဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအနေငယ်အားတင်နိုင်ပြီမဲ့ဝက်တွေဟာခွေးတွေထက်တောင်ပုံမြန်မြန်တင်ယူနိုင်စွမ်းရှိပါတယ်။သိပ္ပံနိကြစမ်းတက်မှုတွေမှာဝက်တွေဟာမျက်နှာပြင်ပေါ်ကတင်ဂီတရီကိုကွန်ပျူတာနဲ့ချိတွေ့ကင်တွေ့ပြီးရီမှန်းကျဲအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။သူတို့ရဲ့ညံရီဟာတုံးနေသားလူကလေးငယ်နဲ့ညီမျှတယ်လို့တချို့ကဆိုကြပါတယ်ဗျာ။ နံပါတ်9အနေနဲ့ပြောပြချင်တာကတော့ auto pass တွေလို့ခေါ်တဲ့ရေပဝဲတွေအကြောင်းပါပဲရေပဝဲတွေကတော့ကြောရုံမဲ့တရဝါတွေထဲမှာညံအကောင်းဆုံးပါပဲသူတို့ရထူးခြားတဲ့စွိုင်းကတော့လွတ်မြောက်အောင်ချိုးပန်းနိုင်မှုတွေပဲဖြစ်ပါတယ်ရေချိုးကန်တွေကလည်းခဏခဏလွတ်မြောက်အောင်ထွက်ပြေးရကြသလိုအဖုံးလုံးနေတဲ့ဖန်မှုတွေကိုလှည့်ပြီးဖွင့်နိုင်တဲ့တက်တွေလည်းရှိပါတယ်ပတ်ဝန်းကျင်ကပစ္စည်းတွေ ဥပမာအုံးကွင်ကိုကန်ဆောင်ပြီးအကာအကွယ်ကိရိယာဖြင့်အသုံးပြုတတ်တာကလည်းသူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပြသနေတာပဲဖြစ်ပါတယ်နံပါတ်6အနေနဲ့ကတော့ African Pharaohs လို့ခေါ်တဲ့မိဘရောင်ချက်တူရေးတွေဖြစ်ပါတယ်။ချက်တူရေးတွေဟာစကားပြောဆိုင်ရာအတိုင်းကိုတူပါနိုင်တဲ့ကိုပြပါတယ်။ SMS အမည်ရှိတဲ့ချက်ဒီတကဟာအယောင်ပုံစံနဲ့ရေတွက်စတဲ့သဘောတရားတွေကိုနားလည်ကြအောင်တိတ္တပညာရှင်တွေကစံတက်တက်ပြီးပြနိုင်ရပါတယ်။သူတို့ဟာယုတ်တိဗေဒဆိုင်ရာစဉ်းစားမှုညီမတောင်းငါးနှစ်တာကလေးတွေကိုကြော်လင်အောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နံပါတ်9ကတော့ဒော့ခေါ်ခွေးတွေပါပဲခွေးတွေကတော့သူတို့ရဲ့စိတ်ခံစားမှုဆံရညာကြီးတွေကြောင့်နိုင်မကြီးပါတယ်နှစ်ပေါင်းများစွာလူသားတွေနဲ့အတူနေထိုင်လာခဲ့ရာကနေလူတွေရဲ့အမှုရနဲ့အတန်နေထားတွေကိုကောင်းကောင်းနားလည်နိုင်လာကြပါတယ်ဘော်ရာခေါ်လီလိုမျိုးစိတ်တွေဟာပန်ရှင်ရဲ့မိဘစကလုံး200ကျော်အထိမှတ်မိပြီးခွဲခြားနိုင်တာကိုကြည်ချင်းအဖြစ်သူတို့ရဲ့တင်ယူနိုင်စွမ်းကိုတက်တည်ပြနေပါတယ်ခင်ဗျာ

တေကိုင်းတီတီလီတွေကိုကိုယ်ပြီးချိန်ပုံစံပြုလို့ကတေကောင်းလေးကပုံမှန်ရဓာမမှုခက်ခဲတဲ့နေရာကအစာလိုကိုထုတ်ယူရကြပါလေဒီလိုအနာကအတွက်ကြိုတင်စီစဉ်ခြင်းစွန့်ရကသူတို့ရဲ့ဉာဏ်မြင့်မှမှုကိုပြသနေပါတယ် နံပါတ်၃အနေနဲ့ပြုတ်ပြခြင်းသာကတော့ Elephants ခေါ်စင်နေကြောင်းဖြစ်ပါတယ်။စင်နေရဲ့ညံကိုပြတ်တာတဲ့အဓိကအချက်ကတော့သူတို့ရဲ့ထုခဲတဲ့မှတ်ဉာဏ်တွေပဲဖြစ်ပါတယ်။စင်နေဟာရေရင်မြင့်ရှိတဲ့နေရာတွေကိုနှစ်ပေါင်းများစွာကြာအောင်မှတ်မိနေတတ်ကြပါတယ်။ဒါ့အပြင်သူတို့ဟာမှန်ဆန်တတ်မှုမှာအောင်မြင်တဲ့ရှားပါးသရဝါကြီးတွေကတမျိုးဖြစ်ပြီးမိမိကိုယ်ကိုအတိမတ်ပြုနိုင်စွမ်းရှိပါတယ်။အရေးကြီးဆုံးကတော့စေအုပ်စုဝင်တူတူတည်ဆုံးသွားရရင်ဝမ်းနဲ့ပူဆွေးတဲ့ခန္ဓာတွေပြုတ်လုတက်တာကသူတို့ရဲ့ ကိုကျင်းစာတရားနယ်စစ်ခန်းစားမှုပိုင်းဆိုင်ရာညံရင်မြင့်မမှုတွေကို ပြသနေတာပါပဲ။ နံပါတ်2အနေနဲ့ကတော့ Border Nose Toplins လို့ခေါ်တဲ့လင်းပိုင်တွေအကြောင်းပဲဖြစ်ပါတယ်။လင်းပိုင်တွေဟာလူသားတွေပြီးရင်အုံနောက်အလေးချိန်တွေထပ် Think of them as super intelligent animals because we watch them do tricks and appear to ဆက်တန်းနေပုံစံရှိပြီးအချင်းချင်းခွဲခြားဆက်သွယ်တတ်ကြပါတယ်။သူတို့ရဲ့အသိဉာဏ်ကိုပြတ်တာတဲ့သက်သေတစ်ခုကတော့ပင်လေရင်မြုပ်တကူနှုတ်တိမှဆွပြီးကရိယာဖြစ်အုံပြုကအမဲလိုက်တဲ့ဓလေ့ကိုတိုးအုပ်စုလုံးကတင်ယူပြီး လက်ဆင့်ကမ်းနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ပြပတ်ကျင်တာကတော့ချင်ပန်ဇီဂေါ်ရီလာလူဝင်နဲ့ဘူနိုဘိုတို့အကြောင်းနေပါပဲ ဂေါ်လာရီယာရှုပ်ထွေးတဲ့လူမှုအဖွဲ့အစည်းတွေနဲ့နေထိုင်တတ်ကြပါတယ်။အထင်ရှားဆုံးတက်တီကတော့ကိုလိုမြင့်ရှိဂေါ်လီလာပါပဲ။သူဟာလက်တင်ကိတဘာသာစကားကိုသင်ယူပြီးစကလုံးပေါင်းတထောင်ကျော်အထိကိုနားလေကသူ့ရဲ့စိတ်ခံစားမှုတွေကို လူသားတွေနဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ခဲ့ပါတယ်။ လူဝင်နဲ့ဘွနိုဘိုတို့ဟာချင်ပန်စီတို့နဲ့အတူလူသားတွေနဲ့အနိစ္စအဆုံဆွေမျိုးတွေပဲဖြစ်ကြပါတယ်။လူတွေဟာသဘာဝပတ်ဝန်းကျင်ကိုထိချုပ်အသုံးပြုတဲ့နေရာမှာအလွန်တော်ကြပြီးရှုပ်ထွေးတဲ့အတိုက်မျိုးတွေကိုတိဆောက်ကာမူကာဖို့အတွက်ရက်တွေကိုအသုံးပြုတတ်ကြပါသေးတယ်။ဘွနိုဘိုတွေဟာပြိပခတွေကိုရှောင်ရှားပြီးပူပေါင်းဆောင်ရွက်မှုကိုမြင့်မားစွာပြသနိုင်တဲ့အတွက်ချင်ပန်စီတွေထက်တောင်လူမှုဆက်ဆံရေးဉာဏ်ကြီးပိုကောင်းတယ်လို့ယူဆနေကြပါသေးတယ်။ ကဘာပေါ်မှာလူသားမျိုးပဲအတိညာအမြင့်ဆုံးသရဝအဖြစ်သတ်မှတ်ခံထားရတာကတော့ချင်ပန်စီတွေဖြစ်ပါတယ်။သူတို့ဟာကျွန်တော်နဲ့ DNA 98ရာခိုင်နှုန်းကျော်အတူညီပါတယ်။ချင်ပန်စီတွေရဲ့ဉာဏ်ကိုတက်တည်ပြတဲ့အကောင်းဆုံးအချက်တွေကတော့ပစ္စည်းကိရိယာအသုံးပြုမှုကျွမ်းကျင်ခြင်းပဲဖြစ်ပါတယ်။ကြောက်တုံးတွေနဲ့ခွဲမှာတိကွဲတာပုံမွားဖမ်းဖို့ဒုတ်ချောင်းတွေကိုတုံးတာမြားတဲ့ပုံစံပြုလုပ်ပြီးအမဲလိုက်တဲ့စသဖြင့်သူတို့ရဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲသုံးပြုနိုင်စွမ်းဟာအလွန်ကိုပဲထူးခြားလာပါတယ်။ ဒါပြင်သူတို့ဟာတင်ကြတာသုံးဘာသာစကားကိုသင်ယူနိုင်ပြီးရှုပ်ထွေးတဲ့ပြဿနာတွေကိုပူပေါင်းဖြေရှင်းနိုင်တာကြောင့်အဆင့်တင့်နေရာကိုရရှိထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုဒီမှာဖော်ပြထားတဲ့သရဝါရက်ကဘယ်သရဝါရဲ့စွန့်ရင်ကတင်ကို အာအာတင့်စီဆုံးလဲဆိုတာကိုခွန်မှန်မှာ ပြောပြပြီးခဲ့ပါဦးခင်ဗျာ အားလုံးကို အထူးကျေးဇူးတင်ပါတယ်